ဒီလိုမျိုးခကြီးရက်ကြီးတရင်ကျုပ်ကာလာမှာပေါ့သူများသားသမီးတွေလာကြတော့တဲ့အချိန်မှာအဖေနဲ့မေကသူတို့ရဲ့တာကိုမျောလင့်တာပေါ့နော်အခု၄နှစ်လောက်ရှိပြီအသက်ရှိတယ်ဘန်ကောက်ထဲမှာပဲအဆက်အသွယ်မလုပ်ဘူးမိဘတွေကိုပြစ်ထားတာပေါ့နော်အရင်တော့ကတော့မျောလင့်တာပေါ့အော်ငါသားလေးပတ်စံပို့ရင်ဘာလေးဝယ်စားမယ်ပေါ့အခုမျောလင့်ကြကဘာလဲဆိုတော့သူတို့သားလေးနဲ့စကားပြောချင်းနဲ့နွေ့နွေ့ထွေးထွေးပေါ့တာနေကောင်းလားကျမ်းမလားအမေနေကောင်းလားဆိုတဲ့စကားတန်လေးကိုကြားချင်းနဲ့ အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ခွန်မိုးဒီပါဗျအခုကျွန်တော်တင်ဆက်ပေးချင်တဲ့ဗီဒီယိုဖိုင်လေးကတော့နိုင်ငံခြားရောက်နေတဲ့တာဖြစ်သူကတာမိဘတွေကိုနင်းနေလုံလုံဒါအဆက်တွေမလုံဖဲနဲ့ပြစ်ထားလို့ဗောနော်မိဘတွေအရန်ကုန်မှာစိတ်တော်ကရောက်နေတဲ့အကြောင်းကိုဒါညီမဖြစ်သူကတိုင်းပေါ်တင်ပြီးဒါအဆက်တွေပြန်လုံဖို့ကိုဒါကူညီတောင်းထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့တူတူနားထောင်ကြည့်လိုက်ရအောင်ဗျပြောပြချင်တာတစ်ခုရှိတယ်တားတွေတဖေတွေရဲ့အာတားဆိုတာဒီမှန်တယ် ကျမရဲ့အကိုအကိုလေးပေါ့နော်ကျမရဲ့အကိုအကိုငယ်ထိုင်းမှာရှိတယ်မိဘတွေကိုအဆက်အသွယ်မလုပ်တာ၃လနှစ်လောက်ရှိပြီပေါ့နော်၃လနှစ်လောက်ရှိပြီရှိတယ်တက်ချီရှင်သာရှိတယ်အလုပ်လည်းလုပ်နေတယ်မိမလည်းမရဘူးလူပြိုလူလွတ်ဒါပေမဲ့ဒီမီအိုဖားအိုကအရင်တော့တော့အဲ့ဒီအကိုရဲ့လှုပ်ဆောင်မျှော်မှန်းပြီးစားကြတာပေါ့နော်စားကြတဲ့အချိန်မှာကျမအကိုလေးကဆက်အသွယ်မလုပ်တော့ဘူး၄နှစ်လောက်ရှိပြီသူတို့က ဒီအခုကျမအဖေနဲ့မိကထိုင်းမှာတစ်ခုခုဖြစ်တယ်မဟုတ်တော့ငလီနေလောက်တယ်မြေပြိုတယ်ဆိုရင်လည်းချိန်လုံးငိုတယ်ဘာဖြစ်လို့လဲမိဘာဖြစ်လို့ငိုလဲအော်ငါသားလေးအတက်မရှင်သေးရဲ့လားအတက်မရှိသေးရဲ့လားသူတို့မှချိန်နာအဲ့ဒီသားတော်ကိုပူပင်တော့ကရောက်တယ်အခုလူလို့ဆိုလို့အဲ့ဒီအကိုတရားပဲရှိတော့တယ်အဲ့ဒီအကိုကလည်းအဆက်အသွယ်ဖြစ်လာတဲ့ခါကျတော့ဒီလိုမျိုးခကြီးရက်ကြီးတရင်ကျုပ်ကာလာမှာပေါ့လူများသားသမီးတွေလာကြတော့တဲ့အချိန်မှာအဖေနဲ့မိက တို့ရဲ့ตาကိုမျောလင့်တာဗောနော်ကျမဆိုလဲဒါအိမ်ခွဲဗောအိမ်ခွဲဖြစ်တဲ့အတွက်လက်ရှိသားသမီးလောက်မကောင်းပေးနိုင်ဘူးဆိုမယ်လောလောဆယ်မှာရှိတဲ့သားသမီးတွေမှာတော့ကျမကဟိုကျမမိဘတွေအပေါ်မှာကျမအတောက်တင်းဆုံးချပေးနိုင်ပြီဗောနော်ဒါပေမဲ့ကျမအကိုလေးသားအမီးဘအမီးဘတွေအပေါ်မှာကောင်းခဲ့မယ်ဆိုရင်ကျမကောင်းတာကျမကိုရခြီးပြားလောက်ပဲဖြစ်နေမှာလေအရင်ကျမကိုကမိဘတွေပေါ်ကောင်းခဲ့တော့ကလည်းဘယ်သူမှလိုက်မမိအောင်ကောင်းခဲ့တာဗောနော် အခု၄နှစ်လောက်ရှိပြီအသက်ရှိတယ်ဘန်ကောက်ထဲမှာပဲအဆက်အသွယ်မလုပ်ဘူးမိဘတွေကိုပြစ်ထားတာပေါ့နော်မိဘတွေကိုပြစ်ထားတော့အခုမိဘတွေကအရင်တော့တော့ညှော်လင့်တာပေါ့ဩငါသားလေးပတ်စံပို့ရင်ငါတို့ဘာလေးလုပ်မယ်ဘာလေးဝယ်စားမယ်ပေါ့အဲ့လိုညှော်လင့်ချက်တွေရန်ရှိခဲ့တယ်ခုချိန်ကြီးလဲသူတို့ညှော်လင့်ချက်တွေကမကုံဆုံးသေးဘူးအခုရအခုမျောလင်းကြကပါလဲဆိုတော့တို့သားလေးနဲ့စကားပြောချင်းနဲ့နွဲ့နွဲ့ထွေထွေပေါ့။ဒါနေကောင်းလားကျမ်းမလားအမေနေကောင်းလားဆိုတဲ့စကားသံလေးကိုကြားချင်းနဲ့ သူတို့ရဲ့ဆန္ဒပေါ့နော်ကျမအိမ်လာတယ်လာပြီးနင့်ကိုလေးနဲ့ဆက်သွယ်ရလားတမီ၄နှစ်ရှိပြီနော်ဆက်သွယ်ဖြတ်တာ၄နှစ်လုံးလုံးကိုမေ့ပြီးတော့လာမပြောတဲ့ရက်ဆိုတာမရှိဘူးမအားလို့ကျမကိုလာပြီးမမေးတဲ့ရက်ပဲရှိတယ်ကျမကိုနေ့တိုင်းလာမယ်တမီနင့်ကိုလေးနဲ့ဆက်သွယ်ရလားမိဘဖြစ်သူကတော့တော်တော်လေးကိုမျှော်နေရှာမှာဗျာနော်ကျမတွေ့တာဗောကျမလိုင်းပေါ်မှာသူပုံနေတင်တာတွေ့တယ်ကျမစာသွားရင်သူဘလော့ပစ်တယ်အားကြောင့်ကျမမှမရေရဲဘူး အမေတို့သာအသက်ရှိပါသေးတယ်ဆိုတော့အဖြေလေးကိုကျမတိတိကျကျပေးနိုင်ဖို့အတွက်ကျမတို့ဒီတိုင်းပဲကြည်နေတာပေါ့နော်ကျမကိုဘလော့လိုက်မှကြောက်လို့မိဘတွေရဲ့မြစ်တာနော်အဲ့တော့အဲ့တော့ကျမပြောချင်တာဩကိုလေးလည်းဒီ post လေးကိုတွေ့ရင်အမေတို့ဆက်သွယ်လုပ်ပေးပါအမေဆိုလို့ရှိရင်အခုနှလုံးရောဂါတွေမကောက်စီးကြိုပါစီးကြိုဆိုလို့ရှိရင်ဒါတစ်ခါတစ်ခါတက်ရင်400 500တက်တယ်နော်နှလုံးစီးကြိုသွေးသွေးတိုး จ็อกกับบาคูอ่ะซะฉินในตะบอผิดเนี่ยปะเนาะญีโกมานมะฤอาลองอ่ะแลตีได้ไดมั้ยโหอกုံลงอ่ะแลไม่ปี่เลยจ้ะอูปะเนาะหลูลุซโลเลยอโกเล้เตี่ยวเว้ยชื่อย่อดาคูอ่ะไม่เล้มาบ่ญีบะฤโหဘလို့ပြောမလဲပတ်စံနဲ့ကြီးစုစောက်ရှောက်ခွင့်မပေးနိုင်ဘူးဆိုရင်တော့ကိုလေးဟိုဒီကျမရဲ့အကူပေါ့ကျမမိဘတွေကရမ်းလိုအပ်တယ်သူတို့သားကသူတို့ဖုံးဆက်ပြီးတော့အမေနေကောင်းလားကျမ်းမာလားလို့မေးတဲ့စကားတန်ကိုသူတို့အယမ်းမျော်လင့်တယ် ခုလည်းကျမဖေကြည့်ပိုလိုပက်လက်တွေစိတ်တက်တွေကြာပြီးတော့ပက်လက်တွေလန်ပြီးတော့ဒါညီးတွားပြီးအိပ်ပျော်သွားတာအခုအိပ်ပျော်နေရပေါ့သူ့သားကြောင့်သူလာပြီးပြောဩငါတို့သားလေးอ่ะငါတို့ပေါ်မှာပေါ့အရင်တော့အရန်လိမ်မာတလားအခုငါတို့ပြစ်ထားနိုင်နေပေါ့သူတို့ရဲ့ဆုံးရှုံးမှုကြီးတစ်ခုပေါ့ဆုံးရှုံးမှုကြီးတစ်ခုပေါ့လာပြီးပြောပြရပြီးတော့ဝမ်းနဲ့ပက်လက်နဲ့စိတ်ဓာတ်တွေကြာပြီးတော့ဒီချိန်မှာသူတို့ဟိုမင်းကုန်းကအချိန်ရောက်နေပြီလေသူတို့ဒါ လူတိုင်းအသေးမျိုးပါပဲပြောရမယ်ဆိုနောက်ဆုံးချိန်ရောက်နေပြီသူတို့သားလေးတွေသမီးလေးတွေကိုသူတို့မျှော်လင့်နေဒါပေမဲ့မျှော်လင့်စရာလည်းတယောက်မှအကွက်မတွေ့ဘူးကျမနဲ့အိုင်ဖန်ကောက်ကအကိုပဲမိဘတွေပေါ်မှာကြီးစုဆောင်ရှောက်နိုင်တဲ့အင်အားရှိတယ်ကျမကလည်းအိမ်အောင်အိမ်အောင်တဲ့အလောက်ကလည်းအလောက်လည်းကောင်းနေတဲ့လူမဟုတ်တော့မိဘတွေပေါ်မှာကျမတသိန်းကြရင်အဲ့ဒီအကိုလေးဆိုရင်အများကြီးကြားနိုင်တယ်လေသူဆိုလို့ရှိရင်ဒါလူလွတ်လည်းဖြစ်တယ်အလောက်လည်းရမ်းစူးစားတဲ့သူတရားအလောက်ကိုအဆက်မပြတ်လုပ်တဲ့သူတရား အရမတောက်စလိမ့်မတောက်ကိုမစားမိမလည်းမလျှောက်ဘူးအဲ့လိုသားတယောက်ဖြစ်တဲ့အတွက်အဲ့ဒီသားစီကခွန်အားတွေသူတို့အယမ်းမြော်လင့်တယ်ဒါပေမဲ့အဲ့ဒီသားလုံးဝအဆက်အသွယ်မလုပ်ဘူးအသက်ရှိတယ်မိဘတွေရဲ့မိဘတွေကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေတိတယ်မိဘတွေရဲ့နေရာကိုလည်းတိတယ်လုံးဝလည်းပြန်မလာဘူးဆက်သွယ်လည်းမလုပ်ဘူးသူ့ကိုဆက်သွယ်လုပ်ရင်လည်းသူကဘလော့ပြတယ် သူ့ကိုပေါ့အဲ့လိုမင်းမင်းမင်းနေမကောင်းဘူးမင်းမင်းအသေးအံဖြစ်နေတယ်ဆေးရုံမှာ ECG ဆွဲထားတဲ့ဓာတ်ပုံတွေပါတွေပို့ပြီးတော့မိဘကြီးတေးမလို့ရှင်းမလို့ဖြစ်နေတယ်ဆိုတာတော့မှဆက်သွယ်မလုပ်ဘူးအဲ့လိုတော့ပို့ရင်ပို့တဲ့သူဘလို့ပြတယ်အဲ့ဒါကြောင့်မို့တောင်းမှန်ပါတယ်လို့မိဘတွေပတ်စံမပို့နိုင်ရောမပို့ချင်ဘူးဆိုရင်တော့ဆက်သွယ်လေးလုပ်ပေးပါလို့ကိုလေးရှိရာ မြင့်တာတွေကိုမိဘတွေတော်တော်မျှော်လင့်ပါတယ်လို့မိဘတွေကိုမပစ်ထားပါနဲ့ကိုလေးရဲ့ တောင်းပန်ပါတယ်လို့ဒီကနေလဲညီမတောင်းပန်ပါတယ်မိဘတွေကိုလေးမြင်တဲ့အချိန်မှာပဲအဖေဆိုလဲအသက်60ကျော်နေပြီအမေဆိုလဲ60နာကတ်နေပြီမိဘတွေရဲ့နောက်ဆုံးချိန်မှာတာသမီးတိုင်းရဲ့ဟိုဘယ်လိုပြောမလဲအားပေးစကားပေါ့နော်ตาตมียายอาเปสกาคงอ่ะတော့တကယ်လိုအပ်တာအမှန်ပါပဲဘလူအကြောင်းအကြောင်းပဲဖြစ်ဖြစ်ပြန်เนาะကိုယ့်ရဲ့မိသားစုလေးကိုတော့ဒါအဆက်အသွယ်လုပ်တင်နေပြန်เนาะ ကျမလေးကုညီလေးတခုတောင်းကျင်လို့ပါကျမအကိုနေရာတော့ထိုင်းနိုင်ငံထဲမှာပေါ့နော်ထိုင်းနိုင်ငံထဲမှာအာကျမအကိုနေတဲ့နေရာအတိအကျတော့ကျမမသိဘူးရှင်ကျမအကိုတွေ့လို့ရှင်ရင်ပြောပြကြပါလို့ကျမအကိုရဲ့ပုံလေးလည်းကျမတင်ထားပေးမယ်ရှင်နော်သူ့ရဲ့ဖုန်းနံပါတ်လေးလည်းကျမတင်ထားပေးမယ်ရှင်တွေ့ရင်ကုညီပြီးပြောပြပါနော်ဟိုဟာမိဘဆိုတာတော့ကျမတို့မိဘတွေကစိတ်နာဖို့ စိတ်အရန်စိတ်နာတဲ့အမေကိုအရန်စိတ်နာတဲ့အဖေကိုလို့ပြောရလောက်တဲ့ဒီစရင်ထဲမှာမဝင်ဝင်ပါဘူးရှင်ဘာဖြစ်လို့ဆိုတော့ကျမတို့မိဘတွေကလေကျမတို့ကိုနီလန်ပေါင်းစုံနဲ့ဖာတမျိုးပဲကြံတယ်ကျမတို့မိဘတွေကျမမိဘတွေကဖာသမီးတွေကိုလှုပ်ကြွေးခဲ့တဲ့မိဘတွေပါကိုအသက်ကိုတောင်ကိုမတနာပဲနဲ့အသက်ကိုတောင်စည်ပြီးတော့လှုပ်ကြွေးခဲ့တဲ့မိဘတွေဖြစ်တဲ့အတွက် အဖေနဲ့အမေကိုစိတ်နာစိတ်နာဖို့ဆိုတာကမခိုင်လုံတဲ့အကြောင်းပြချက်ပါပေါ့နော်အဲ့တော့ကျွန်မပြောချင်တာကအကိုလေးကိုလည်းတကယ်လို့အကိုလေးကိုသူများပြောထားတာလေးအကိုလေးကိုနားယောင်နေမယ်ဆိုလို့ရှိရင်လည်းတကယ်လို့မိသားစုက ဘသူစကားကိုမှမယုံပါနဲ့မိသားစုကအသက်ရှိပါသေးတယ်လို့မိသားစုစကားကိုပဲယုံပါလို့เนาะသူများတွေတွေးထိုးထားတဲ့စကားတွေရှိလို့ကိုလေးနားထဲမှာစွဲနေရဆိုရင်လည်းညီမလေးကပြောချင်ပါတယ်ကိုလေးသူများဆိုတာကတစိမ့်ပါပဲเนาะညီကိုမောင်နှမဆိုတာကကိုလေးပြစ်ထားလို့မရပါဘူးလို့ညီမလေးတို့အဖေတို့အမေတို့ညီမလေးတို့ကိုလည်းကိုကြီးကိုလေးအနေနဲ့ပတ်စံမပေးချင်လို့ပတ်စံမထောက်ပံ့ချင်လို့ငွေရေးကြေးမပေးချင်လို့ကိုလေးရဲ့ချွေးနှဲစာတွေနှမျောလို့မဆက်သွယ်တာဆိုရင်လည်း ကိုလေးရဲ့အဲ့ဒါဆိုလို့ရှင်စိတ်လုံးလုံးချုံချုံနဲ့ဆက်သွယ်လာပါလို့ပတ်စံတပြားတစ်ချက်မှပေးစရာမလိုပါဘူးထောက်ပံ့စရာမလိုပါဘူးလို့အဖေနဲ့အမေကကိုလေးရဲ့မြင့်တာတွေကိုအယမ်းမျောလင့်နေတဲ့စိုးသွစိုးသွန်းတဲ့သားသမီးတယောက်ကိုတောင်မှလက်မလွတ်နိုင်တဲ့မိဘတွေဖြစ်တဲ့အတွက်ကိုလေးကအယမ်းလိမ်မာခဲ့ပါတယ်အယမ်းလည်းလိမ်မာတဲ့သားတယောက်ပါဒီနေ့ချိန်ကြီးအသက်30ကျော်ပြီအရက်လည်းမတောက်ဆက်လိတ်လည်းမတောက်ကိုယ်လည်းမစားဘူးပြီးမှမှတထေးမကအရက်တိုင်တော့ပြန်ယူလာပြီးရောင်းစားတဲ့အကိုပါ အလာတီစီးပွားရေးကိုလည်းတည်တက်တဲ့အကိုပါအခုကြတော့လေအကိုလေးအသက်ရှိပါလေကျမကိုအသက်ရှိတယ်အလုံးလုံးနေတယ်နော်ကျမတို့တွေ့တဲ့သူကလည်းပြောတယ်ဒါပေမဲ့ကျမအကိုကဟိုမိသားစုနဲ့အဆက်အသွယ်မလုပ်ချင်ဘူးဖြစ်တဲ့အတွက်မိဘတွေကအဲ့လိုအတန်နေကြားရတဲ့အချိန်မှာမျက်ရည်ပုတ်ပုတ်ပေါက်ကြပြီးအရန်ခံစားရပါတယ်အကိုလေးရေကိုလေးကမိဘတွေနဲ့စကားမပြောချင်ဘူးလုံးဝအဆက်အသွယ်မလုပ်ချင်ဘူးလို့ပြန်ကြားရတဲ့အချိန်မှာမိဘတွေရဲ့ယင်နေရခံစားချက်ကိုကိုလေးအနေနဲ့ကိုချင်းစာပေးပါလို့ဟို ဆက်သွယ်လာပြီပါလို့ဖေနဲ့အမေကိုနေ့စဉ်ဖုန်းလေးစကားပြောပြီးရင်ကိုကျင်နဲ့ပါပြီလို့ကြံတဲ့တာဝန်အားလုံးကညီမတာဝန်ယူပါတယ်လို့ကိုလေးကိုညီမတရားနေတောင်းပန်ပါတယ်ညီမတို့မိသားစုနဲ့ပတ်သက်ပြီးတော့သူများပြောလဲကောလာဟာလာတွေကြားခဲ့ရင်လည်းကိုလေးမိသားစုစကားတည်တာအဓိကဖြစ်တဲ့အတွက်ဖေနဲ့အမေကိုကိုလေးတက်နိုင်ဆုံးဆက်သွယ်လာပြီပါဖေနဲ့အမေကကိုလေးကိုအယမ်းမျှော်လင့်နေပါတယ်ကိုလေးရဲ့ညီမတရားနေကတော့ပြီးတောင်းပန်ပါတယ်နော် မိဘဆိုတာကသားသမီးတွေဘလောက်ပဲစိုးသွမ်းနေပါစေကိုယ့်ရဲ့သားသမီးဆက်တွေ့တာလေးကိုတော့မျှော်တာကမိဘတိုင်းပါပဲဗျာနော်။ဒါကြောင့်မလို့မိဘတွေကိုအဆက်တမလုပ်ပဲပြစ်ထားတာမျိုးမလုပ်ကြပါနဲ့ဗျာနော်။ကိုကမအားရင်တော့မှဒါ၃ရက်တခါ၄ရက်တခါတော့အိမ်ကိုဆက်တယ်မပြုတ်တင်နေဗျာနော်။အခုကြီးနေတဲ့သူတွေလည်းဒါမိသားစုနဲ့ဝေးနေတယ်ဆိုရင်ဒါအခုပဲတတိယချောင်းရန်ချောင်းဖုံးဆက်ပြီးတော့ပြောလိုက်ကြပါအောင်ဗျာနော်။ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲဗျာ။နောက်ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့ဒီပြန်နဲ့ဆုံတွေ့ကြမယ်ဗျာ။